နတ်ဆိုတာမျိုးဟာတမန်လူတွေဟာမကြည်ဝန်းလောက်အောင်ကိုသူတို့တကိုးရောက်နေတာတောက်ပါတယ်။ဘာကြောင့်လဲလို့ဆိုရင်ဒီစာပေချမ်းကမှာပါဠိစာပေမှာမှတ်တမ်းတင်ထားတာလေးတစ်ခုရှိတယ်။တီဟိုကျောင်းမှာရဟန်းတော်တစ်ပါးဟာမဟာသမယတုတ်ကိုရွတ်တယ်။မဟာသမယတုတ်ကိုရွတ်တဲ့အခါနတ်တွေကကြီးညိုတယ်တဲ့။ဒါမို့မဟာသမယတုတ်ရွတ်တာကိုနတ်တွေကချစ်တယ်လို့သူတို့ပြောတယ်။ အဲ့ဒီမဟာသမယတုတ်ကိုမှန်မှန်ရွတ်တော့ပဝန်းကျင်ကတတ်တဲ့ကသူ့ကိုချီညိုကြတာရုခေါ်ကြတယ်အဲ့ဒီအချိန်မှာရဟန္တာဘာတော်တဲ့မှာတော်ကြောင်လေးမှာမဟာသမယတုတ်ရွတ်ပြီးတော့နတ်သမီးကတာရုခေါ်တဲ့အခါကျတော့ရဟန်းကဘာတောင်းဆိုတော့ဆိုရင်နတ်သမီးကိုသူ့ကိုချီကျင်တယ်တဲ့သူ့ကိုပြနိုင်မလားပေါ့နော်အဲ့တော့နတ်သမီးကဘာပြောတော့ ကရောပြလို့မရဘူးတဲ့နော်တတ္တရဲ့အရှိန်ဟောဒီတိုင်းပြလို့မရဘူးတဲ့ပြလိုက်မယ်ဆိုရင်ကိုရောကြီးနိုင်မှာမဟုတ်ဘူးဆိုပြီးတော့ဒီပြာမကြည့်ခြင်းနဲ့သူ့ရဲ့လက်ညှိုးလေးပဲကြည့်လို့ဆိုပြီးတော့เจ้าပြင်မဲ့ကနေပြီးတော့နတ်သမီးကတော့ပေါက်ကလေးကနေပြီးသူ့လက်ညှိုးလေးကိုထက်လိုက်တာတချောင်းလုံးလင်းထိန်သွားတယ်ဒါတကူနဲ့လှုပ်တာမဟုတ်ဘူးသူ့ရဲ့တဘာဝခန္ဓာကိုယ်ထွက်တဲ့အလင်းရောင်တွေကအဲ့လောက်ထီအောင်ကြီးမားတယ်လို့ဆိုတော့ တကူလုံးဆိုရင်တော့ချိလို့ရပါမဟုတ်တဲ့အနေထားပဲအဲ့ဒီလိုမှတ်တမ်းလေးတခုတွေ့တော့ဒါကြောင့်မလို့နတ်တွေပါတွေကလူကိုပြလို့ရှင်ပုံစံတစ်မျိုးပေါ်ပြီးတော့ပြရတယ်လူကတကယ်နတ်အစ်စ်ကိုလူတွေဟာကြည်ရတဲ့သဘောမရှိဘူးနော်ကြည်ရတဲ့သဘောမရှိဘူးသူ့ပုံမှန်တဏ္ဍာန်အတိုင်းကိုကြည်နိုင်ဖို့ရမလွယ်ဘူးကြည်လို့ရတဲ့နတ်ကတော့ဒီ လူတွေမှာဝင်ဝင်ပူရတဲ့နတ်ဆုံးနတ်ပဲ့လောက်ပဲရှိမှာပေါ့နော်အဲ့ဒါလောက်ပဲကြည့်လို့ရမှာပဲဟိုးကောင်းကင်ဘုံကတကိုးကြည့်တဲ့နတ်တွေကတော့ကြည့်လို့မရဘူးသူဆွလို့တယ်နတ်ရဲ့တဘာဝအလွန်ဟိုရင်းဖြစ်တယ်ဆင်းရဲနတ်ကလည်းပဲလူလိုပဲဆင်းရဲတဲ့နတ်တွေရှိတယ်မြတ်စွာဘုရားလက်ထက်တုန်းကဥတ္တရမာတာတို့ဥနပတုဥတ္တရမာတာတို့ဆိုတာရှိတယ် သူတို့ကိုပိတ္တဆာလို့ခေါ်တယ်ပိတ္တဆာဆိုမြေဘုပ္ပလူသို့တော်သူတို့ကအပေလေးဝန်သားတွေမဟုတ်ဘူးစတုမာတွေနှမျိုးတွေမှာပါတယ်ဆင်းရဲတာမှတမန်လူတယောက်တည်းဆင်းရဲတယ်သူတို့သူတို့ဆင်းရဲပြီဆိုမှပို့ဆင်းရဲတာလူဆင်းရဲတာကိုယ့်အကိုလောက်ကန်စားလို့ရသေးတယ်သူတို့ဘဝမှာဆင်းရဲပြီဆိုရင် စားစရာမရှိဘူးဘာလို့ရောဆိုရင်လူတွေစွန့်ပစ်ထားတဲ့ ဒီအစာကျွင်းအစာကြံနေလိုက်ရှာကြံပြီးတော့အဲ့ဒါစားရတယ်လို့ဆို